မင်္ဂလာပါရှင်မိုက်ဂရက်ထိုင်းရဲ့ရွှေပြောင်းရင်းရသတင်းစီစဉ်ကနေကြိုဆိုလိုက်ပါတယ်ပြည်တွင်းပြပရွှေပြောင်းလို့တမိုင်းနဲ့ပတ်သက်တဲ့သတင်းတွေကိုပြောပြပေးမှာပါပရမဆုံးအနေနဲ့ထိုင်းနိုင်ငံတောင်ပိုင်းဂရဘီမှာ CI စင်တာဖွင့်လှစ်မဲ့အကြောင်းကိုပြောပြပေးပါမယ်ထိုင်းနိုင်ငံတောင်ပိုင်းဂရဘီမှာ မိသူမိဝါဖြစ်ကြောင်းတက်သေးခံလက်မှတ် CI ထုတ်ပြီးမိုဘိုင်းယူနစ်တစ်ခုကို အောက်တိုဘာလ10ရက်နေ့မှာစတင်ဖွင့်လှစ်ပေးမယ်လို့လုံတမားညွှန်ကြားရေးဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ထိုင်းနိုင်ငံမှာမြန်မာလုံတမားတွေကို CI လက်မှတ်ထုတ်ပေးခြင်းကိုစမူစခုံ၊စမူပရာကန်၊ဂျင်းမိုင်၊ဆူရတ်ထာနီပြည်နယ်တွေမှာအောက်တိုဘာလ6ရက်နေ့ကစပြီးဖွင့်လှစ်ပေးခဲ့တာပါ။ လက်ရှိထိုင်းတောင်ပိုင်းမှာဆူရတ်ဌာနီမှာသာ CI စကန်တစ်ခုဖွင့်လှစ်ထားပြီးအဲ့ဒီဒေတာကလို့တမိုင်းထိုင်းလယ်ပိုင်းမှာရှိတဲ့စမှုစခွန်နဲ့စမှုပရာကန် CI စကန်တွေကိုလာရောက်နေတာဖြစ်တာကြောင့်ဝန်ထုတ်ဝန်ပိုးတွေဖြစ်ပေါ်နေရလို့ထုတ်ပြန်ထားပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်းဖူခတ်ဖန်ငားနဲ့ကော့ဆမွေစတဲ့ကျွန်းတွေကမြန်မာရွှေ့ပြောင်းသူသမားတွေ CI ဝန်ဆောင်မှုရရှိနိုင်ဖို့အတွက်ဂရဘီမှာမိုဘိုင်းယူနစ်တစ်ခုကိုအော်တိုဘာလ10ရက်နေ့မှာစတင်ဖွင့်လှစ်ခဲ့ပြီး CI ရှောက်ရမှာဘတ်2680တာကုန်ကြမယ်လို့လောက်သမားညွှန်ကြားရေးဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ ထိုင်းမှာလုတ်ထုတ်ခံခဲ့ရတဲ့မြန်မာလုတ်သား320ဦးနစ်နာကြေးဘတ်3တန်းကျော်ရရှိခဲ့တဲ့တဲ့င်းကိုဆက်လက်ပြောပြပေးပါမယ်။ထိုင်းနိုင်ငံချချင်းဆောင်ခရိုင်အလုတ်ရုံတစ်ခုကနေအလုတ်ထုတ်ခံခဲ့ရတဲ့မြန်မာလုတ်သမား320ဦးရဲ့နစ်နာကြေးဘတ်3တန်းကျော်ပြန်လည်ရရှိခဲ့တယ်လို့ကူညီဆောင်ရွက်ပေးခဲ့တဲ့ MHAC မဟာမိတ်အဖွဲ့ကထုတ်ပြန်ထားပါတယ်။ဒီဆက်ယုံမှာလုံလုံနေတဲ့မြန်မာလုတ်သမား320ဦးကိုပြီးခဲ့တဲ့အောက်တိုဘာလ2ရက်နေ့မှာ အလုတ်ရှင်ကကြိုတင်အကြောင်းမကြားပဲလုတ်သက်လေးလမပြီခင်အလုတ်ထုတ်ခဲ့တာပါ အော်တိုဘာလ၄ရက်နေ့မှာမြန်မာလုတ်သားတွေကနိနာကြီးရရှိဖို့ကူညီတောင်းခဲ့တာဖြစ်တယ်လို့ MAHC အဖွဲ့ဝင်ကပြောကြားထားပါတယ်အော်တိုဘာလ9ရက်နေ့မှာဆိုဝါဒီကန်လုတ်သမားကာကွယ်ရေးစောက်ရှောက်ရေးယုံမှစက်ယုံလုပ်ငန်းရှင်နဲ့ဂျာခန့်အေဂျင်စီမှ လာရောက်ဖြည့်ရှင်ပေးခဲ့ပြီးတော့တထေကနိနာကြီးဘတ်၃တန်းချော်ပေးခဲ့တာဖြစ်တယ်လို့ MHAC ရိုးတာဝန်ခံကိုဖြိုးကိုကိုနိုင်က migrant တိုင်းကိုပြောပါရယ်မြန်မာလူ့သမား320ဦးဟာနစ်နာကျေးဖြစ်လောက်တက်3လကျော်သူတွေကပတ်1800လောက်တက်3လမကျော်သူတွေကပတ်9000နဲ့စုစုပေါင်းပတ်ငွေ3ဖန်းကျော်ပြန်ရရှိခဲ့ပြီးတော့မြန်မာလူ့သမားတွေရဲ့စာရက်စာတမ်းတွေအားလုံးကိုလည်းနေမြေခံစဝတ်ဒီကံယုံမှာဆက်ယုံပန်းမှပြန်လည်ပေးအပ်ခဲ့လို့သိရပါရယ် ြန်မာလုတ်သမား82ဦးထံကနေပိန်1000ကျော်လေပြင်းနေတဲ့အမျိုးသမီးကိုဖမ်းမိတဲ့တည်တင်ကိုပြောပြပေးပါမယ်။စင်ကာပူကိုပို့ပေးမယ်ဆိုပြီးတော့မြန်မာလုတ်သမား82ဦးထံကနေကြက်သိန်းပေါင်း1200ခန့်လိန်လေသိန်းရှောင်နေတဲ့မြန်မာမျိုးသမီးကိုဖမ်းမိခဲ့တယ်လို့နိနာသူရီနဲ့နီးစပ်သူတဦးက migrant တိုင်းကိုပြောပါရယ်။ငွေကြေးလိန်လေတဲ့အမျိုးသမီးကိုအောက်တိုဘာ10ရက်နေ့မှာရန်ကုန်မြို့တနီယာမှာ passport ရင်းနဲ့အတူတူဖမ်းမိခဲ့တာဖြစ်တယ်လို့ ိုရိုင်းငွေကြေးလိမ်နဲ့ခံခဲ့ရတဲ့အမျိုးသမီးတူအားလဲ Minecraft တိုင်းကိုအတီးပြုတ်ပြောကြပါတယ်။ကျပ်သိန်းပေါင်း1200ကျော်လိမ်လည်ခဲ့တဲ့အမျိုးသမီးကရန်ကုန်တိုင်းအင်းစိန်မြို့နယ်မှာ Original Oversea Employment အမည်နဲ့ပြပအလုပ်လုပ်ကန်ရှာဖွေရေး company ဖွင့်လှစ်ခဲ့သူဖြစ်ပါတယ်။ဒီအမျိုးသမီးကခုနှစ်မလမှစပြီးတော့ပြည်တွင်းကမြန်မာအလုပ်သမားတွေကိုစင်ကာပူမှာအလုပ်လုပ်ဖို့ခေါ်ယူခဲ့တာပါ။စင်ကာပူမှာ လုံလုံဖို့တူဦးကို company တိုက်ရိုက်ဆိုပါက စင်ကာပူဒေါ်လာ9000နဲ့ပွဲစားကတဆင့်ချိတ်ဆက်ပါကစင်ကာပူဒေါ်လာ6300ကောက်ယူခဲ့တာဖြစ်တယ်လို့နိနာခဲ့သူအမျိုးသမီးတူကပြောပါတယ်။ဒီမျိုးသမီးကစက်တင်ဘာ29ရက်နေ့မှာထပ်ပြေးတိမ်းရှောင်သွားခဲ့ပြီးငွေကြေးလိမ်လည်ခံခဲ့ရသူတွေကအစ်စင်မျိုးနဲ့ရဲစခန်းမှာမှုခွေတိုင်ကြခဲ့တာဖြစ်တယ်လို့သိရပါတယ်။မဲဆောက်မှာနှစ်ရက်အတွင်းဈေးရောက်တဲ့မြန်မာ၈ဦးကိုဖမ်းမိခဲ့တဲ့တဲ့တင်ကို ပြောပြပါမယ်။ထိုင်းနိုင်ငံတာခိုင်မဲဆောက်မြို့မှာအော်တိုဘာလ9ရက်နေ့ရှိရနှစ်ရက်အတွင်းဈေးဆိုင်နှဆိုင်ကမြန်မာရှိဦးဖမ်းဆီးခံခဲ့ရရလို့တာခိုင်လူဝင်မှုကြီးကြပ်ရေးရိုးကထုတ်ပြန်ထားပါတယ်။အော်တိုဘာလ9ရက်နေ့ကမဲဆောက်မြို့ရေတခွန်ဈေးနီးတဝိုက်မှာဆိုင်ပွင့်ထားတဲ့မြန်မာနိုင်ငံသားမျိုးသားတဦးနဲ့ပေါင်းပါစုစုပေါင်းခုနှစ်ဦးကိုတရမွေအလုတ်လုတ်ကင်မှုနဲ့ဖမ်းဆီးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။အော်တိုဘာလ၈ရက်နေ့မှာလဲမဲဆောက်မြို့ မေပရက်ကွက်မှာကိုစုံဆိုင်ဖွင့်ထားတဲ့မြန်မာနိုင်ငံသားတဦးကိုဖမ်းဆီးခဲ့တယ်လို့တခိုင်လူဝင်မှုကြီးကြပ်ရေးယုံကပြောပါရယ်နိုင်ငံခြားသားတဦးကတရမွေကုန်ပြစ်စီတွေရောင်းချနေတယ်လို့ဒေတာခန်တွေတိုင်ကြားချက်အရစစ်ဆေးခဲ့ပြီးအသက်38နှစ်အရွယ်မြန်မာနိုင်ငံသားတဦးကိုဖမ်းဆီးခဲ့တယ်လို့ဆိုပါရယ်သူ့ကိုအလုလုခွင့်ပါမင်းမရှိပဲအလုလုချင်းအလုလုပိုင်ခွင့်ရှိတဲ့အတိုင်းတာထက်ကျွန်တော်ပြီးအလုလုချင်းနဲ့ ဥပဒေအရအေးအေးယူဖို့မဲဆောက်မှုနဲ့ရဲစခန်းကိုလွှဲပြောင်းခဲ့တယ်လို့တခရိုင်လူဝင်မှုကြီးကြပ်ရေးရုံးကထုတ်ပြန်ထားပါတယ်။နောက်ဆုံးအနေနဲ့ထိုင်းနိုင်ငံမှာဆောင်းရသည့်အဝင်နောက်ကျမဲ့တည်င်းကို ပြောပြပေးပါမယ်။ထိုင်းနိုင်ငံမှာအော်တိုဘာလနောက်ပိုင်းမှသာ ဆောင်းရာသီစတင်မှာဖြစ်ပါရဲ့လို့ထိုင်းမိုးလေဝသဌာနကထုတ်ပြန်ထားပါတယ် ဒီနေ့ဆောင်းရာသီကပုံမှန်ထက်နှစ်ပတ်နောက်ကျနိုင်ချေရှိပြီးတော့အော်တိုဘာလနောက်ပိုင်းကနေဖေဖော်ဝါရီလနောက်ပိုင်းအထိကြာမြင့်နိုင်တယ်လို့သိရပါတယ်။ဒီနေ့ဆောင်းရာသီကပြီးခဲ့တဲ့နှစ်ကလောက်အေးမှမဟုတ်ဘူးလို့ဆိုပါတယ်။မြောက်ပိုင်းဒေသရဲ့နေဆုံးပြင်းပြပူချေဟာပြီးခဲ့တဲ့နှစ်က27ဒီဂရီစင်တီဂရိတ်ရှိခဲ့ပေမဲ့ဒီနေ့မှာတော့20ဒီဂရီစင်တီဂရိတ်သာရှိနိုင်မယ်လို့ခန့်မှန်းထားပါတယ်။ ဒါ့အပြင်ထိုင်းနိုင်ငံမှာဒီရက်ပိုင်းအလဲပိုင်းအရှိတ်ပိုင်းနဲ့တောင်ပိုင်းဒေသတွေမှာမိုးတီးထန်စွာရွာသွန်းနိုင်တယ်လို့ထိုင်းမိုးလေဝသဌာနကထုတ်ပြန်ထားပါတယ်။ထိုင်းမိုးလေဝသဌာနကအလဲပိုင်းအရှိတ်ပိုင်းတောင်ပိုင်းပြည်နယ်တွေနဲ့ဗန်ကောက်မြို့မှာနေထိုင်သူတွေကိုမိုးတီးထန်စွာရွာသွန်းမှုအတွက်ကြိုးစင်ပြင်ဆင်ထားကြဖို့တတိပေးထားပါတယ်။ Migrant Thai ရဲ့ပြည်တွင်းပြပရွှေပြောင်းမှုတမရေးရတဲ့တင်းတွေကိုနားဆင်ခဲ့ရတာပါ။ Migrant Thai ရဲ့တည်င်းတွေကို Facebook, YouTube, website, Telegram စတဲ့ online media platform တွေမှာကြည့်ရှုနိုင်ပါတယ်။